ျူးကျော်တွေနေထိုင်မဲ့အိမ်တွေမှာလိန်လယ်ပြီးလာရောက်နေထိုင်တာတွေစီးပွားရေးအရာမြေနေရာဥဒါတွေကိုတည်ဆဲဥပဒေအရအရေးယူဆောင်ရွက်သွားမယ်လို့ဝန်ကြီးချုပ်ကပြောဆိုလိုက်ပါတယ်။နွယ်နီသတင်းပေးပို့ထားပါတယ်ရှင်။ ရန်ကုန်တိုင်းဒေသကြီးတွင်းမှာရှိရကျူးကျော်နေထိုင်သူတွေအစင်းကိုရန်ကုန်တိုင်းဒေသကြီးဖွံ့ဖြိုးရေးတုတင်နာစီမံကိန်းနဲ့စနစ်တကျကောက်ခံသွားမှာဖြစ်ပါတယ်။အဲ့လိုစင်းကောက်ခံပြီးကျူးကျော်တွေကိုနေရာချထားပေးပေမဲ့လည်းနေရာတွေမှာလိမ်လည်ပြီးလာရောက်နေထိုင်တာတွေအပြင်စီးပွားရေးတွက်ချက်ပြီးမြေနေရာယူရာတွေတွေ့ရှိပါကတီးဆဲဥရေရအေးအူဆောင်ရွက်သွားမှာဖြစ်တယ်လို့ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ကပြောဆိုခဲ့ပါတယ်။ပထမတစဉ်ကျွန်တော်တို့ယာယီကမ့်တစ်ခုကိုပို့မှာဖြစ်ပါတယ်။အဲ့ဒီပို့တဲ့နေရာမှာကျွန်တော်တို့ကားတွေနဲ့ဒီလူတွေကိုတင်ပြီးပို့ပေးမှာမဟုတ်ပါဘူး။သူ့ဘက်သူသွားမှာဖြစ်ပါတယ်။ သူ့ကိုကြက်ပြားတစ်ခုထုတ်ပေးလိုက်ပါပါသူနေရမယ့်နံပါတ်ရှိတဲ့နေရာကိုသူသွားရမှာဖြစ်ပါတယ်သူ့ဟိုမှာနေလို့တန်လို့အဆင်ပြေအောင်ကျွန်တော်တို့ကူညီပါမယ်ဒီအချိန်ဒီတော့ရှောက်မှာနောက်ကြောင်းလိုက်လို့ဒီလူဟာရာသူမှုကျူးလွန်ထားတယ်ဒီလူဟာအကြောင်းပြုပြကြဒီနေရာမှာလိန်လည်ပြီးလာနေတယ်ဆိုတည်စဲဥပဒေကကျွန်တော်တို့အရေးယူပါမယ်သူ့ကိုပထမပညာပေးပါမယ်နောက်ဆုံးသွားတဲ့ကိုမသွားဘူးဆိုရင်တော့ကျွန်တော်တို့တည်စဲဥပဒေနဲ့အညီကျွန်တော်တို့အရေးယူဆောင်ရမှာကျွန်တော်တို့ရဲ့ကူညီပံ့ပိုးပေးမှုဟာတကယ်ကိုနိုင်ငံသူနိုင်ငံသားတယောက်တည်း ခက်ခဲဖြစ်မှုကိုပဲကူညီမှာပါစီးပွားရှာဖို့အတွက်ဒီပါအခွင့်အလမ်းမရှိနိုင်ဘူးလို့ဒါရှင်းရှင်းလင်းလင်းပဲပြောပြရစီတူးကျော်လဲဆိုတဲ့နေရာမှာလဲကျူးကျော်နေထိုင်သူနေရာကိုသာဆိုလိုပြီးညေအတွက်အတင်းလာညေလူတဲ့ကိစ္စကိုကျူးကျော်လို့တတ်မှတ်မှာမဟုတ်ပါဘူးဒါတွေကိုလည်းတီစဲဥပဒေတွေအရာထိထိရောက်ရောက်အေးအေးယူဆောင်ရွက်သွားမှာဖြစ်ပါလေလိုအပ်လာရင်ပြည်တော်စုအစ်စ်ကိုကျွန်တော်တို့အခုနိုင်ငံကိုခံယူသွားမှာဖြစ်ပါလေ တတလောပြောင်းရွှေ့ခိုင်းထားတဲ့နေရာတွေမှာကျူးကျော်နေထိုင်တာတွေကိုအကြောင်းပြပြီးစီးပွားရေးလှုပ်ရှားနေတာတွေကျူးကျော်တွေနေရာမှာဥပဒေနဲ့မညီတဲ့အဖွဲ့အစည်းအချို့ခိုးအောင်နိုင်တာတွေရှိတဲ့အတွက်ထိထိရောက်ကင်တွယ်သွားမယ်လို့ရန်ကုန်တိုင်းဒေသကြီးနေဆက်ရေးရနယ်လုံခြုံရေးဝန်ကြီးကလည်းပြောကြားခဲ့ပါဗျ။အချို့ကလည်းပဲသူ့ရဲ့ကျူးကျော်တွေအများကြီးကိုမိခိုပြီးတော့မှကိုယ့်ရဲ့စီးပွားရေးလုပ်နေတဲ့လူတွေလည်းအများကြီးရှိပါတယ်။ဒီကျူးကျော်ဆိုတဲ့မိသားစုတွေမိခိုပြီးတော့မှဟိုကိုယ့်အခွင့်အရေးတွေဖွင့်လာလေးတွေလက်ဖက်ရည်ဆိုင်ဖွင့်လာလေးနောက်တစ်ခါကျွန်တော်တို့အရေးပုံးဆိုင်ဖွင့်လာလေး ဒါတွေလည်းပဲကျွန်တော်တို့အများကြီးတွားပြီးတော့မှတွေ့ရပါတယ်ဒါတွေလည်းပဲကျွန်တော်တို့မသက်ဆိုင်တဲ့အဖွဲ့အစည်းများလည်းပဲခုနကတော့ကျွန်တော်တို့ဖြည့်ရှင်းဖို့လိုအပ်မှာဖြစ်ပါတယ်အချိန်မီကျွန်တော်တို့ကြောင်းရွှေ့ဖို့လိုအပ်မှာဖြစ်ပါတယ်ခုနကပြည်ကျော်ကိစ္စဆိုတော့လည်းတကယ်တမ်းပြောလို့ရှိရင်ပြည်ကျော်ရှင်းနေတဲ့မှာကျွန်တော်တို့ဥပဒေနဲ့မညီတဲ့အဖွဲ့အစည်းတွေဒီပြည်ကျော်နေရာမှာတွားပြီးတော့မှကျွန်တော်တို့ပူအောင်တဲ့နေရာနားပူတဲ့နေရာတွေဖြစ်နိုင်တယ်ကျွန်တော်တို့တွားပြီးတော့မှတွေ့ရတယ်ဒါကြောင့်မို့ကျွန်တော်တို့ရှင်းတဲ့အချိန်မှာ ကျွန်တော်တို့ကြီးလေးလေးနဲ့ပတ်သက်တဲ့ဟာတွေရဲ့ကျွန်တော်တို့ကြီးလေးရောကျွန်တော်တို့ပိုင်တွေတောင်းတမှာဖြစ်ပါတယ်။ကြီးလေးလေးတော့စပီရေးပြီးရဲပပြီးအခံပြီးဖြစ်ပါတယ်။ဒါလည်းပဲကျွန်တော်တို့ရန်ကုန်တိုင်းဒေသကြီးတို့မှာဒီကြီးလေးလေးကိစ္စဒီခူအောင်တဲ့နေရာမရှိအောင်ကျွန်တော်တို့နောက်ပိုင်းမှာအပြည့်အစုံကျွန်တော်တို့စီမံဆောင်ရွက်တော့ဖြစ်တဲ့ကြောင့်လည်းတစ်ခါပြီးပြောလို့ ကျူးကျော်နေထိုင်သူစင်းအတွက်နောက်ဆုံးရက်ကို26ရက်5လ2016ရက်နေ့ကိုသတ်မှတ်ထားပြီးအဲ့ဒီရက်နောက်ပိုင်းကျူးကျော်သူတွေအနေနဲ့ကတော့ဒီဇဲဥတွေရအေးအေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့ဆိုပါရယ်ရေဝန်တိုင်းဒေသကြီးတွင်းရှိခရိုင်လေးကူမှာတရားမဝင်ကျူးကျော်ဝင်ရောက်သူတွေရဲ့ခံမှန်းစင်းကောက်ခံမှုကတော့အင်ဂျီပေါင်းတသိန်းကျော်ရှိရလို့သိရပါရယ်ကျွန်မကတော့နေပါရှင်